တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာမိုးကျော်စင်ရဲ့အနဲ့ရောင်လက်ဆွဲတစ်တာတဲကလူဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်အဝေးပြေးကားကြီးကိုကျွန်တော်ရောက်တော့ခါမုံလွယ်2:45မိနစ် ကားထွက်ချိန်က3နာရီခွဲထို့ကြောင့်45မိနစ်ခန့်အချိန်ပိုနေသေးသည်ဂိတ်ထဲမှခုံနှန်းတွေပေါ်တွင်ခီးသည်တွေပြည့်နေုံမကမိုးတို့မတ်တပ်တွေလည်းတွေ့ရသည်ဂိတ်ရှိရှိရထားသည့်မှန်လုံကားကြီး၏ဘေးတစ်ဖက်တစ်ချက်မှာပင်ဖိတ်ရှံထွက်နေသေး၏နောက်ထပ်မိနစ်20လောက်တာတာဆိုလျင်ကားတကားဖွင့်တော်မူဖြစ်သောကြောင့်လက်ဖက်ရည်တစ်ခွက်ကိုစိန်ဆွဲတောက်ရလောက်အောင်လဲအချိန်မရပြန်ဖြတ်ပြီးသားကားလက်မှတ်ကို အိတ်ထဲထိုးထည့်ရင်းကားဂိတ်တက်ခန်းတွေကို အလျားလိုက်မျောကြည့်မိသည်ကားဂိတ်တက်ခန်းတွေ၏ရှေ့မျက်နှာစာတိုင်းတွင် တာလဘတ်အဖီကလေးတွေငေါထွက်နေကြ၏ထိုတာလဘတ်အဖီလေးတွင်အောက်တွင်မူတစ်တီးဆိုင်မုံမျိုးစုံဆိုင်မုံမို့ကလေးတွေကတောင်နှန်းငယ်တစ်ခုကိုတွေ့တန်းနေကြ၏အိမ်အတွက်တစ်ခုခုသွားဝယ်ရန်စိတ်ကူးရသောကြောင့်တာလဘတ်အဖီလေးတွေအောက်ရှောက်သွားမိသည်ကျောင်းဝအိတ်လွှဲထားသောကျွန်ုပ်ကိုမြင်သောအခါရေတောက်ဆင်းလာသည့် တင်းခွဲသားကောင်းကလေးအလားအဝေးပြေးခိတ်မုတ်ဆိုးတွေကအလူရဖန်းစီရန်စူးစားကြသည်မြို့နံမဲတွေတရဆက်ရွတ်ပြကြသည်အခုထွက်တော်မီဟုဖြားရောက်ညသည်ဘေးခုံရမီဟုလဲတွေးဆောင်ညသည်ကားလက်မှတ်ဖြတ်ပြီးကြောင်းရှင်းပြသည့်တိုင်ဒီမှာအကိုတယောက်လာတယ်ဟေ့ဟုလက်မဲ့ရောင်းစပွဲသို့လှမ်းအော်တတ်ကြသည်ဤယထာလက်မှတ်ကားလက်မှတ်လေရင်လက်မှတ်တင်းမောလက်မှတ် မည်သည့်ခီးမဆိုးလက်မှတ်ရှိမှရောက်ကြရသည်တမလွန်ခီးတစ်ခုသာလက်မှတ်မပါဘဲရောက်နိုင်၏ကြိုတင်မှရန်မလိုဘဲထိုင်ငုံရတတ်သည်အပိုကြီးပေးရန်မလိုဘဲနေရာကောင်းရတတ်သည်ထိုခီးကိုတော့မြည်သူမျှမသွားခြင်းသို့တော်သွားနေကြရမည်အလုံးလှလှပန်းသည်ငါလုံးဝယ်လိုက်သည် ကျွန်တော်စီးရမည်ကားကိတ်ကိုပြန်ရောက်တော့ခီးတွေပုံများလာသလိုထင်ရ၏ ကျွန်တော်တို့မြို့မှာထွက်တော့ကားဖြစ်တော့ကြောင်းကျွန်တော်တို့မြို့မှာပင်ဂိတ်ဆုံးမြီမှု ခီးတယ်တွေက မျက်နှာတိတွေသာများကြသည်ကုံလာဝဲသူတွေနှင့်ကြုံရသလိုအထုကုစေကံတွေကိုလာပြတော့အထုပြုယောဂါရှင်တွေလည်းတွေ့ရသည်မြို့ပြန်သူတွေမြို့လေသူတွေလည်းပါသည် ထိုင်ကုန်ချင်းပူးကက်လူရထိုင်ရလောက်အောင်ကျွန်တော်နှင့်ယင်းသူတွေမပါတော့လဲမိုးတို့မတ်တဲ့အချိန်ဖြုံးရန်ဂိတ်သေးကိုဝင်လာခဲ့သည်ဂိတ်သေးတွင်ရှိသောတီဗီမှာ နိုင်ငံသားစကားတကားပြနေသည်တနက်တန်တွေမှလွယ်ပြီးဘာမှမကြရသော လူတွေသည်အဆောက်အုံတွေပြိုသည်မှလွယ်ပြီးဘာမှမတွေ့ရသောခက်ညံ့ညံ့အရှင်ကားတကားသာဖြစ်သည်ဂိတ်ရှိကိုကြည့်လိုက်တော့အပေါ်စားမီးသွေးပိုတလုံးလက်ဆွဲခြင်းတလုံးနဲ့ထီးတစ်ချောင်းကိုကင်ကာတိတ်တိတ်တဲတဲဖွဲ့စည်းထားသည့်မိုဘိုင်းအကျော်ဆိုင်တစ်ဆိုင် ကြီးကန်းတောင်းပေါက်မျက်လုံးတွေနှင့်ဂျာဗနယ်လက်ပွေသမားတယောက် ဖြတ်မောင်းသွားသည့်အငှားရင်တချို့မှန်လုံကားကြီးဤဝမ်းပိုက်သေးကိုတော့ပစ္စည်းတချို့ကို ထိုးထည့်နေကြသည် ထိုကဲ့သို့ငေးမောနေစဉ်မှာပင် သူ့ကိုကျွန်တော်သတိထားမိသွားခြင်းဖြစ်၏ကျွန်တော်မမြင်ဘူးသောလူတယောက်ကျွန်တော်တို့မြို့မှာမဖြစ်နိုင်သည်ကတော့သိကြသည်ဂျားမြို့များမှာခီးသည်တူဦးလဲဖြစ်နိုင်၏မိသူတွေနှင့်များလဲစကားဝိုင်းဖွဲ့ခြင်းမရှိမိသည့်နေရာကများလဲစူးစမ်းဆက်စုကြည့်နေခြင်းမဟုတ် ခက်မင့်မှန်ဟန်ပေါက်နေသော သူ့မျက်လုံးများထဲတွင်ခန့်ညားခြင်းကိုသာ တွေ့နေရသည်တကားမဖွင့်သေးသောမှန်လုံကားကြီးဘေးတွင်တယောက်ထဲထီထီမတ်မတ်ရက်နေခြင်းဖြစ်၏ကျွန်တော်အမြင်တွင် လူတွေအားလုံး ਨੇ သူ့ကိုအထင်ရှားဆုံးသတိပြုသွားမိသည်မှာသူ့လက်ထဲမှာအနက်ရောင်အတက်ချီကိစ်တစ်လုံးညောင်းသာဖြစ်၏အသက်90ခန့်ခက်ပြည့်ပြည့်ကိုလုံးခက်ပြက်ပြက်အရက်မောင် အသားရောင်မှခက်လက်လက်မျှတာရှိတော်လဲနှစ်ဖူးခွင်းကြနာဘုံကသူ့ဥပ္ပရိကိုမိမောင်ထိုးပြတဲ့ကဲ့သို့ထင်ရှားစေ၏ရွှေအိုရောင်ပစိုးမှာအင်းမအစင်မျိုးဖြစ်တော်လဲအကောင်းစားတစိ့ဖြစ်ပုံရ၏အင်းကြီးဖြူရောင်ကော်လာကရုံးလက်ရှိကိုကျဲသည်အပြည့်တတ်ထားသည်၏ခက်ပေါင်းပေါင်းဖြစ်နေသောအင်းကြီးအိတ်ကတ်ထဲတွင်ဟန်ဖုံတလုံးရှိနေမည်ကိုတော့တန်တရားဖြစ်နေစရာမလိုကျွန်တော်သူ့ကိုမသိတော်လဲ ူဤဝစားစင်းရင်မုံဥပရိယုတ်နှင့်အနက်ရောင်အတက်ချီကိစ်တလုံးတို့ကြောင့်သူသည်မြည်သည့်လူသားမျိုးဖြစ်ကြောင်းအလွဲတကူပင်သိသာစေသည် ထိုအတက်ချီကိစ်တဲတွင်မြည်သည့်အရာတွေပါဝင်နေမည်ဆိုသည်ကိုမသိတော့လဲအရေးတကြီးစာရွက်စာတမ်းတွေလည်းဖြစ်နိုင်သည်နိုင်ငံခြားငွေကြေးတွေလည်းဖြစ်နိုင်သည်လျှို့ဝှက်ကုတ်နံပါတ်2အဖွင့်ပိတ်ပြုလုပ်သော အစစ်မြေလုံခြုံရေးရှိသည့်လက်ဆွဲတက်တာဖြစ်သည် ဂိတ်ထဲမှနေကကျွန်တော်သူ့ကိုစူးစမ်းကြည့်နေတော့လေသူကမူဒရိပြုမိပုံမရမတိဟန်ဆောင်နေခြင်းလဲဖြစ်နိုင်သည်သူကဲ့သို့သောပုံကူများသည်မှင်မောင်းတည်သက်သူတွေသာဖြစ်တတ်ကြသည် အတက်ချီကိစ်ကိုကိုရှေတွင် လက်နှစ်ဖက်ဖြင့်စုကိုင်းလျက်တောင်တောင်ကြီးရက်နေဟန်ကကဘာကျော်ပုံကူကြီးတွေဤရုတ်ထုကြီးတွေကဲ့သို့ခန့်ခန့်ညာညာရှိလွန်လှသည် သူကကျွန်တော်တို့မြို့ထီလိုက်မှာလားသို့မဟုတ် လမ်းမြို့တမြို့တွင်ပင်စင်းနေရစ်မြည်သူလားကျွန်တော်တို့မြို့ထီလိုက်လျားလျင်တော့မြို့မြင်တဖုံးတယောက်ယောက်နဲ့ပတ်သက်နေသူဖြစ်နိုင်သည်နောက်ထပ်ဖြစ်နိုင်ခြင်းတစ်ခုမှာအစိုးရဌာနတစ်ခုခုကို လာသည်လဲဖြစ်နိုင်၏ကျွန်တော်တို့မြို့ကလေးမှာစိုက်ပျိုးရေးယုံလျှက်စေယုံနဲ့အစိုးရဘဏ်တစ်ခုလဲရှိသည်မဟုတ်လားအကိုကြီးရေတံမှုလေးအားပေးပါဦးကားပေါ်မှာရေတံမှုမပေးဘူးကိုကြီးရဲ့ ခြားတိတ်တယောက်ကျွန်တော်အနာလာခဲ့သည်ရေခဲငွေတွေတထောင်းထောင်းနဲ့ရေတံမှုတွေထဲထားသည့်ရေခဲပုံကြီးကိုမချိတ်ထားသောလက်မောင်းပလွေရိုးလေးမှကြိုးကြလူလူခက်သည်ကနှစ်နာရီခွဲခရီးမှရေတံမှုကတိတ်မလို့အံခေါင်းအသာရမ်းပြလိုက်ရသည်ဝဲသွားပါအကိုကြီးရဲ့လမ်းမှာရေစာနေမှာပေါ့ခြားတိတ်ကလေးကြီးလေးယူလေးသိန်းကကျွန်တော်အမေနဲ့ထက်တူနီးပါဖြစ်နေသည် လမ်းတွင်ကျွန်တော်ရေစာမြည်ကိုစိုးရင်ပူပန်နေကြောင်းအတိအကျသိရောက်ဆောင်ထားသည်ဒီဒီချိန်တွင်တော့ခေါင်းရံပြယုံမက နေရာပါရွှေ့လိုက်ရသည်ကျွန်တော်အကြည့်ကအတက်ချီကိစ်နှင့်ပုပ်ကိုကြီးထံရောက်သွားပြန်သည် သူကမွေးပွားတစ်ပတ်လေမော်ရောင်လေးနှင့်ချွေးတုံနေသည်ကြနေအောင်ရှာတာတာကလေးကမှုံပြပြရှိနေစေမဟုတ်လားချွေးတုံပြီးသည်နှင့်စနစ်တကျခောက်၍ခါတွင်တည်တည်တတ်တတ်ပြန်ထိုးထားလိုက်၏ သူလိုပုပ်ကိုတို့ကစီးစနစ်ကြီးတဲ့ကြသည်စာအုပ်ကြီးဟုကွဲရာတွင် တိုးတိုးတိတ်တိတ်တစိ့ကက်ခံရသူမျိုးဖြစ်၏ကျွန်တော်တို့လိုဟိုမရောက်ဒီမရောက်တွေကဲ့သို့အရေးကြုံလာမှတ िश ူးလိုလိုစနိုးတာဝါလိုလိုလိုက်ဝဲတတ်သူတွေမဟုတ်အကိုကြီးစာအုပ်တွေဝဲအောင်လေလာပြန်ပြီတယောက်ထမ်းမူအုတ်ထုတ်ပြန်ကလေးနှင့်မိကလေးတနခါကြားကြားကထူထူတဲတဲရှိတော်လဲအပေါ်အင်ကြီးကွက်ကျဲလေးက ါလွင့်လွန်းနေပြီ။စောင်း20 30ခန့်ကိုကြစ်လက်စွာစီးနောင်ကလက်ဘင်းတွေလွှဲထားသည်။စားစရာလိုလိုကစားစရာလိုလိုတွေချိတ်ထားသောကျင်းနံခွင်ပရိသာတွဲကြီးကိုလည်းကင်ထားသေး၏။ဥဘော်ဥလျှောက်ထုံးခုံတော်မောင်ကြပန်းအချစ်ဆုံးသူပေးစာမိမာတို့အကြောင်းစသည်စသည်။ကျွန်တော်မသိခြင်းဟန်ဆောင်နေလိုက်၏။လောက်ပါကိုကြီးရဲ့ဈေးဥမပေါက်သေးလို့ပါကိုကြီးကအမြဲတမ်းဒီကားစီးနေပြီး ်ညမစီကတခါမှမဝယ်ဘူးကျွန်ုပ်ကိုကျွန်တော်အပြစ်သားတယောက်ကဲ့သို့ပြန်ဆွတ်ဆွဲရမလို့လို့ဝေဝါးသွားသည်ဂျာနယ်ဝယ်ထားလို့ပါ ကျွန်တော်ကကြောက်ဖို့ရေးဘေးမှာအိတ်ကက်ကလေးတွေထိုးထည့်ထားသောဂျာနယ်လေးကိုညှို့ပြလိုက်၏သို့တော့ဒါဆိုစနုတာဝါလေးတော့ဝယ်သွားပါအောင်ကိုကြီးရဲ့ကောင်မလေးကတယောတန်လေးနဲ့ထပ်ပြောလိုက်ပြန်သည် အမူယာနဲ့မျက်နှာထားက မြင်းသူတွေအထင်မှားလာအောင်အကယ်ဒမီတန်းဝင်တွေ ဖြစ်လာသည်ကျွန်တော်ခေါင်းတစ်ခါခါနှင့်နေရာထက်ရွှေ့ရပြန်သည် ကောင်မလေးကတန်လိုက်တစ်ခုကဲ့သို့တွဲကပ်ပါလာသည် ထိုအခိုက်မှာပင်ကျွန်တော်ကိုကဲတင်လိုက်သောအတန်ကြီးတန်တန်ကကားဂိတ်တိုက်ခန်းကလေးတည်းဟိမ့်ထွက်သွားတော်သည်ခီးတွေကားပေါ်တက်လို့ရပြီဘေးကုန်ရထားတဲ့သူတွေအရင်တက်ပါရဟားတဲ့အချင်းချင်းလှုပ်ထားသောတရုတ်ဆောင်တွေကဲ့သို့ခီးတွေဤလှုပ်ရှားမှုများက တပြိုင်နက်ထဲမှာပင်တထက်တဲကြလူလူခုံနေဘောကထလုံကြီးအင်ကြီးတွေပြန်ဆန့်ရက်မနက်ကလေးကဖုံးဆက်ပြီးကြိုမာထားတော့ကြောင်ကျွန်တော်ထိုင်ကုန်နံပါတ်အရာအလေလောက်တွင်ဖြစ်၏ပရင်မောက်ဘေးကဲ့ရက်တော်မရာရှောက်လန်းဘေးမှာသာရသည်တကယ်တော့ပရင်မောက်ဘေးခုံမရသည်ပင်ကံကောင်းလေသည်ဟု ပြောနိုင်သည်၏ပြင်းပမြင်ကွင်းကို ပိုင်ဆိုးပိုင်နှင်းကြည့်ခွင့်မရတော့လေကားအောင်မှလှမ်းအော်ဟစ်နေကြသည် ဈေးတယ်ကလေးတွေကိုတော့ရှောင်ပုံးနိုင်နေသေးသည်ထိုင်းကုံမုံမောနေသားတကြဖြစ်သည်နှင့်ကျွန်တော်ကြည့်ကသူ့ကိုရှာဖွေနေမိသားဖြစ်သွားသည်ဟောတွေ့ပါပြီကောင်းဝင်ပေါက်တကားထိတ်မှနှစ်ယောက်တွဲခုံမေးတွင် အတက်ချီကိစ်ကိုကင်လျက်နေရာယူဖို့ပြင်ဆင်နေသည် သို့တော်လက်မှတ်ဖြတ်ပြီးထားပြီးပါလျက်ထိုင်းကုံမရမီကို ပူပင်နေကြရပုံရသည်တိုးဝေနေကြသောခီးတွေကြောင့် ူခုံကိုသူထိုင်နိုင်သေးပုံမရအ ਨੇ ဆုံးမာစတာဂျစ်လောက်ဖြင့်ခီးသွားတဲ့သော ပုံကိုဖြစ်ပါလျက်မြည်သူသောလွဲချော်မှုတွေကြောင့်အများသောအဝေးပြေးကားစီးကိုရွေးချယ်ခဲ့ပါလေသူရက်နေသောနေရာယူပုံရတကားဝင်ဝင်ချင်းထိတ်တဲ့တဲ့နှစ်ယောက်တွဲမှတခုံသည် သူ့ခုံဖြစ်နိုင်ကြောင်း သိသာနေ၏မြို့ကန်တူမဟုတ်ပါဘဲရှေ့ဆုံး တခုံတွင် နေရာပေးခံရခြင်းကိုကား သူအရေးပါမှုသည်ကျွန်တော်ထင်ထားသည်တည်းပိုနိုင်သည်သို့သောအလဲခုံခီးတယ်တွေတက်ခွင့်ပြူပြီးသည့်တိုင်ခုံတွင်ဝင်မထိုင်ရသေးသောသူအခြေအနေကြောင့်ကျွန်တော်နားမလည်နိုင်ဖြစ်သွားသည်အတက်ချီကိစ်ကိုကရင်ကားတစ်စီးလုံးကိုမှွေနှောက်နေသောသူ့မျက်လုံးတစ်စုံညောင်လဲကျွန်တော်တို့မိကွန်အစ်စ်တွေဝင်လာကြပြန်သည်ထိုခိုက်မှာပင်မိကလေးတယောက်ကားပေါ်တလန်းချင်းတက်လာသည်သူမနောက်မှအသက်ကြီးကြီးအမျိုးသမီးတယောက်က နမဲကြီးတစ်စိမ့်များရိုက်နှိပ်ထားသောလက်ဆွဲအိတ်တွေတတိကြီးစုကိုင်းကပ်ပါလာသည်ကားပေါ်မှအနေထိုင်စမျက်လုံးတွေမှာယတနာဝေါ်ရင်တော်ကြီးပေါ်သို့လှမ်းတက်လိုက်သောတော်ဝင်မင်းသမီးမျက်နှာကိုအပိုင်ဝယ်ယူထားသည်ထိုမင်းကလေးထံစုပြုံရောက်သွားကြပြန်သည်ကျွန်တော်စိတ်ကိုတွန်းလှုပ်လိုက်သောအချက်မှာထိုမင်းကလေးနှင့်အဖေါ်အမျိုးသမီးကြီးတို့သည်အတက်ချီကိစ်နှင့်ပုတ်ကိုဤခုံးဟုကျွန်တော်ထင်ထားသောနေရာတွင် ဝင်ထိုင်လိုက်ကြခြင်းဖြစ်၏အတက်ချီကိစ်နှင့်လူကမိန်းကလေးကိုရွရွကလေးလမ်းဖယ်ပေးလိုက်ရင်တစုံတစ်ခုကပ်ပြောလိုက်သည်သူမကမတိမသားခေါင်းဆက်ပြလိုက်တော့လေမျက်နှာနုနုကလေးထက်မှမူမလို့တမာတိမ်တွေဖြင့်ညှို့ဆိုင်သွား၏သူကအတက်ချီကိစ်ကိုသူမထိုင်ကုန်လက်တန်းပေါ်တွင်တင်ငါတည်တည်တတ်တတ်ဖွင့်လိုက်သည်ဘလို့ပါကျွန်တော်တွေ့တယ်ခုံပေါက်နေတော့သည် ဒီမယ်ငါဒူအတော်တို့ကိုဒီအိတ်ကလေးတင်ပေးပါလားကျွန်တော်ဘေးကုံမအန်တီကြီးတယောက်ကလက်ဆွဲအိတ်တလုံးထိုးပေးနေသည်ကျွန်တော်ကအိတ်စင်ပေါ်တင်ပေးလိုက်သည်မရင်းနှီးကြတော့လဲတမျိုးသေးသားတွေဆိုတော့အတိကအလိုလျောက်ဓာတ်ပြူနေပြီးဖြစ်ကြ၏ခီးသွန်ပြီးပါပြည်သူပေါင်းတို့ခမကျွန်တော်အတန်းကြောင့်နောက်ဆက်သွားခဲ့မယ်ဆိုရင်အနှုညွတ်တောင်းမှန်ပါတယ်ဖြုံးငနေကားတဲ့ဟိမ့်ထွက်သွားတော့ အတန်ဝါကြီးကြောင့်ကျွန်တော်ဖြတ်ခနဲကြည်လိုက်မိသည်ဟင်သူသူအတက်ချီကိစ်နဲ့သူ စပယာကမကြည်မသာလှမ်းကြည့်သည်ခီးတဲ့အများစုဤမျက်လုံးတွေကသူ့အကြည့်တွေနဲ့ဝေးအောင်ရှောင်ထွက်သွားကြသည် သူရက်နေသောဘေးမှထိုင်ကုန်ရှင်မိန်းကလေးကမူနှကြက်တစ်ခု ကောက်တက်လိုက်၏မွေးဆိုတဲ့တရားကိုလူတိုင်းတွေ့ဘူးကြမှာပါဒါပေမဲ့ဥကောင်းနှလုံးပါတဲ့မွေးကိုတော့မြင်ဘူးတဲ့သူမရှိနိုင်ပါဘူး အဲကျွန်တော်ကတော့ဥကောင်၃လုံးပါတဲ့မွေကိုပြသခြင်းပါတယ်ခင်ဗျာတဆက်သေးမြောက်ပြလိုက်တော့လက်သေးတွင်ဓပုံကလေးတပုံဟောဒီမှာပါခေါင်း၃လုံးမွေဆိုသည်နှင့်ခီးတယ်တွေဤအာယုံတွေကသူ့လက်ထဲမှာဓပုံလေးစီရောက်သွားကြပြန်သည်ဓပုံလေးက၃လက်မှအရွယ်ကန်ပလတ်စတစ်လောင်းထားသည်အသေးချာကြည့်မှအစိမ်းရောင်ဘက်ကဲနေသောဗပင်းထောင်ထားသောခေါင်း၃လုံးမွေတကောင်ပုံး အလကားပါကွာကွန်ပျူတာခေကြီးတဲ့ကြိုက်တယ်လို့လုတ်လို့ရတယ်လို့ထင်နေကြသူတွေအတွက်ကျွန်တော်သက်သေပြပါမယ်။ဟောဒီမဂ္ဂဇင်းကိုကြည့်ပါ။ကြံလက်တစ်ဖက်ကနမေကြီးဂမ်ဘီယာမဂ္ဂဇင်းကြီးတစ်စောင်းဤအစ်စ်ဖွင့်ထားသောစာမျက်နှာကို ထောင်ပြလိုက်သည်။ဘယ်မျိုးဘယ်ရွာမှဖုံတော်ကြီးတစ်ပါးဤအိမ်မှန်မျက်ခုတ်ရမှတွေ့ခဲ့သောမွေထူးစန်းတကောင်ဓာတ်ပုံတွင်နှစ်တကွာဖော်ပြထားသောစောင်းမကို အခိုင်အမာ ကိုးကားပြနေ၏။ သူ့အတန်မှာအတန်ဝါအတန်အောကြီးဖြစ်တော်လဲခက်အပ်အပ်ဖြစ်နေသည်တနေ့တွင်အချိန်မီမြလှုပ်ရှားနေရသည်မသိဓာတ်ပုံပြဟန်မဂ္ဂဇင်းပြဟန်နှင့်သူ့အပြောဆိုတွေကတေသက်စွာအချိန်ဆန်မိလာ၏တရိတ်ဆန်ဥယျာဉ်မှာဆိုမွေးတကောင်ကို ကြည့်ဖို့ရင်ငွေ900တထောင်မပေးရင်ဝင်ငွေမရပါဘူးအဲကျွန်တော်ကတော့ဟော်ဒီခေါင်းသုံးလုံးမွေးလက်ရွှင်စီဆိုတဲ့ပလတ်စတစ်လောင်းရောင်စုံဓာတ်ပုံလေးကို ငွေနေရာကြက်ထဲနဲ့အပိုင်ပေးလိုက်မှာပါဟုတ်ကဲ့ခဏလေးပါမှရောင်းပေးပါမယ်လက်ရွှင်စီဆိုသည်နှင့်ခီးတဲ့တွေဤမျက်လုံးတွေတွင်လျှက်စီးတွေဝင်းဝင်းပြက်ကုန်ညသည်ကလေးတွေကိုတကြားလုံးဝေနေသူတယောက်ကဲ့သို့ခံ냐လှသောအနက်ရောင်အတက်ချီကိစ်တဲမှဆွဲထုတ်လိုက်သည့်နေရာကြက်တန်းခေါင်းသုံးလုံးမွေဓက်ပုံကလေးတွေကလက်မလဲအောင်ရောင်းနေရသည်မွေနှစ်ပတ်သက်သောကြာဘူးနာဝပုံမြင်တွေကလည်းကားပေါ်မှာတည်တည်မြည်လာကြသည် ဟေးလူမြဲမြဲလို့ကားထွက်တော့မယ်ကားစပယ်ယာကခက်ထန်ထန်ပြောလိုက်သည် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါပြီးပါပြီဆရာသူကမန်းကတန်းယိုယိုကြိုးကြိုးပြန်ပြောလိုက်သည်သုံးလေးဘုံခန့်ဆက်လက်ရောင်းပြီးသည်နှင့် အတက်ချီကိစ်ကိုဂမှုရှူတို့ပိတ်ခါလေဝေ့သွားသောအမိုက်တစကဲ့သို့ကားပေါ်မှ ပြေးစင်းသွားတော်သည်သို့သောသူအတက်ချီကိစ်စီအနားတွေပွန်းစားနေသည်ကို ကျွန်တော်တွေ့ပြအောင်တွေ့လိုက်ရသည် ကားထဲတွင်သချင်းတန်ကလေးကတူတူဖောက်ဖွာစမြည်သည်မှန်တကားတွင်ပိတ်ထားရန်စပယာကနှိုးစော်သည်ဂျန်းတုံဆင်းဖြုတ်တန်ကြားရသည် ကားကြီးကရှေရိုးနောက်ငင်းစတင်ရွေလျားလာ၏ကျွန်တော်ရင်ထဲမှာတော့ကျွန်တော်ကိုကျွန်တော်ဟားတိုက်ရီမောနေမိသည်သို့တော့ကျွန်တော်တန်ရောစင်ကမပြတ်နိုင်သည်ဘေးမှအန်ဒီကြီးကိုကြော်လျက်မှန်ပတင်းမှလှန်ကဲခတ်ကြည့်လိုက်သည်နောက်ထပ်တနာကြီးကအကြရင်ဆက်ထွက်မြည် အချားမှန်လုံကားကြီးတစ်စင်းဤဘေးတွင်ထင်းနေကြီးရက်နေသောသူ့ကိုတွေ့လိုက်ရပြန်သည်ကျွန်တော်သူ့ကိုစတွေ့ရင်းကမူအမှုပြတိုင်းခက်ငက်ညာညာကြီးပင်ဖြစ်၏ဒီဒီချိန်တော့သူ့ဥပ္ပရိကိုပုံမအယောင်ထွက်စေသည့်အ내ရောင်အတက်ချီကိစ်တဲတွင်မြည်သည့်အရာများထဲ့ထားသည်ကိုကျွန်တော်အတိအကျတည်သွားလေသည်ကျဲသည့်အပြည့်တက်ထားသောအဖြူရောင်ကော်လာကရုံးအင်ကြီးဤခက်ဖောင်းပေါင်းဖြစ်နေသောအိတ်ကတ်ထဲတွင်လည်း ဟန်ဖုံတလုံးရှိမည်ဟုကျွန်တော်မယုံကြည်တော့ပေတကယ်တော့သူဝေထားသောကျဲသည့်အပြစ်တက် ကော်လာကရုံအင်ကြီးလက်ရှိသည်၎င်းအင်းမအစင်ရွှေအိုယောင်ပစိုးသည်၎င်းသူကင်ထားသောအနက်ရောင်အတက်ကြီးကိစ်အဟောင်းသည်၎င်းသူ့ဘဝမှန်ကိုယာယီထဲ့သွင်းဖုံးကွယ်ပေးထားသည်စေသာပွန်နေသော နောက်တက်အတက်ကြီးကိစ်တလုံးသာဖြစ်လေသည်ရွှေမြုပ်တွေရုပ်စုံမဂ္ဂဇင်းမတ်လား 2015ခုနှစ်